ရန်ကုန်မြို့လိုမီကာစီတီမြို့ပြကြီးတစ်ခုမှာအချိန်အားရွှေလိုတန်ဖိုးရှိပါတယ်။လမ်းဘေးဈေးသက်တွေရဲ့ချက်ပြုတ်တန်တွေကာဝန်တန်တွေနဲ့စူညံလှူရှားနေတဲ့မြို့ကြီးရဲ့အလယ်မှာရန်ကုန်သူရန်ကုန်သားတွေအတွက် အချိန်ကုန်တတ်တာစွာအားအားဖြည့်တင်းဖို့အတွက်ဖွင့်လှစ်ထားတဲ့ထမင်းပေါင်းဆိုင်တွေရှိပါတယ်။ရန်ကုန်မြို့ခံတွေအတွက်ထမင်းပေါင်းဟာရိုးရိုးအစားအစာတစ်ခုတော့မဟုတ်ပါဘူး။အရေးပါတဲ့စားသောက်မှုယဉ်ကျေးမှုတစ်ခုပါပဲ။ဘတ်ချက်ချွတ်တာလိုသူတွေအချိန်မရှိတဲ့လူတွေ လုံးချိန်တိုးတိုးအတွင်းမှာဗိုက်ပစ်လို့တဲ့လူတွေတို့ကတော့ရွေးချယ်စရာအကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။ထမင်းဆိုင်အများစုဟာလမ်းဘေးလမ်းတောက်တွေမှာမနက်ကနေနေ့လယ်ပိုင်းထိဖွင့်လှစ်ကြပြီးအသားမျိုးမျိုးနဲ့ဟင်းသီးရွက်အစုံပါဝင်နေတာကြောင့်အရာရာတံပိုးလည်းမြန်မာလျက်ရှိပါတယ်။ထမင်းပေါင်းတစ်ပွဲမှာအသားအသားကင်အသီးရွက်ငုံဥကော့ရည်အစားရှိတာတွေအစုံဝင်ပါဝင်နေပြီးစင်းတော့ကလည်းတင့်တင့်လာပါတယ်။ဒါကြောင့်ရန်ကုန်မြို့ရဲ့လူမှုနေထိုင်မှုဘဝအောက်မှာ ရုံးကနေရှာတဲ့လူတွေတိုင်းအင်အားပြည့်တင်ပေးတဲ့အသက်သွေးကြောတစ်ခုအစားစားလို့ဆိုလိုနိုင်ပါတယ်။ထမင်းပေါင်းရဲ့မူလစင်းမြစ်ကိုပြန်လည်လာကြည့်ရမယ်ဆိုရင်တော့မြန်မာအစားစားနဲ့တရုတ်ရွှေပြောင်းနေထိုင်သူတွေရဲ့ရည်ကျင်းမှုရောစပ်မှုကနေပေါက်ဖွားလာတယ်ဆိုတာထင်ရှားလာပါတယ်။အထူးသဖြင့်ကတော့19ရာစုနောက်ပိုင်းနဲ့20ရာစုအစောပိုင်းကာလတွေမှာရန်ကုန်မြို့ကိုရောက်ရှိလာခဲ့တဲ့တရုတ်ပြောင်းရွှေလူမျိုးတွေရဲ့ချက်ပြုတ်ဒီကိုင်းတစ်ဆင့်စဉ်သက်လာတာဖြစ်ဖို့မြင်ပါတယ်။ မူလကတရုတ်တောင်ပိုင်းအစားအစာတွေဖြစ်ကြတဲ့ခေါက်ဆွဲကြော၊ကြာစံကြော၊ထမင်းကြော်တို့တွေနဲ့ထမင်းဖောက်ဟာဆင်တူနေပေမဲ့မြမလူမျိုးတွေနဲ့အရသာကိုင်းကြီးအောင်ဖန်တီးလိုက်တဲ့အခါမှာတော့ထမင်းပေါ်မှာအတာအတာကင်ဟင်းသီးရွက်တွေကိုကော်ရီအနစ်နဲ့ဆမ်းပြီးရန်ကုန်ထမင်းပေါက်ဆိုတဲ့ပုံစံတစ်ခုပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ဒါဟာရန်ကုန်မြို့ပတ်ပေါ်မှာရောရှက်နေထိုင်ကြတဲ့လူမျိုးပေါင်းစုံရဲ့အစားအစာဖန်တီးမှုဆွဲအားကို ပြသနေတာပဲဖြစ်ပါတယ်။ ရန်ကုန်သားတွေအကြိုက်တွေ့ကြတဲ့ထမင်းပေါင်းကိုချက်ပြုတ်မယ်ဆိုရင်တော့ပထမအဆုံးအနေနဲ့ကိုသုံးပြုတ်မဲ့အသားတွေကိုပဲငတ်ပြာရေးစအသားမုံတို့နဲ့နေပြီးပြင်ဆင်ထားရပါတယ်။မုံလာဥနီခေါ်ပြီးပန်းမုံလာစတဲ့အဟင်းသီးရတွေကိုလည်းလိပြတ်ထားရပါတယ်။စီပူလာတဲ့ဆိုရာနဲ့ကြက်တော့ပြူကိုစီတက်ပြီးတော့အသားတွေကိုပြီးပြင်းနဲ့အမြန်ကြော်ပါတယ်။ဒီလိုအချိန်တွင်းအပူပေးလိုက်ခြင်းကြောင့်အသားတွေရဲ့အတွင်ပိုင်းကအရေးအသားတွေမပြောင်းပြပဲနူးညံ့စေတာဖြစ်ပါတယ်။ ပြီးရင်ဟင်းသိမ်းရတဲ့ကောဦးတွေကိုထဲပြီးတော့ KUC ပြန်ကပြရဲ့အကြီးတို့နဲ့အရသာသွင်းပြီးတော့ချက်ပြုတ်ရဲ့အနေငယ်ထပ်ပြီးကြော်ပါမယ်။စူလာမယ်ဆိုရင်တော့ပြောင်းကောမုတ်ကိုအရေးဖြော်ပြီးကော်ရီကိုအနေတော်အပြစ်ကျဲလေးဖြစ်အောင်မှွေပေးရပါတယ်။နောက်ဆုံးမှာတော့ဗကန်တဲကသမင်းပြူပူပူလေးပေါ့။မှွေးချိန်လာတဲ့အသားနဲ့ဟင်းသိမ်းရရဲ့ကော်ရီအနှစ်တွေကိုစမ်းပစ်လိုက်တဲ့ကအရန်ကိုရသာရှိတဲ့ရန်ကုန်သမင်းပေါင်းတပွဲကိုအသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ ရန်ကုန်ထမင်းမင်းပေါ့ဟာရန်ကုန်ရဲ့အလို့ရှုံဆုံးနေရက်တွေမှာရိုးရှင်းတဲ့အရာစာပြည်စုံတဲ့အာဟာရနဲ့အလွယ်တကူရှိမှုတွေကြောင့်မြို့ပြရင်ကျင်းမှုရဲ့အစီပိုင်းတစ်ခုဖြစ်ရန်နေချိန်ဒီခိုင်မာစွာရပ်တည်နေစေဖြစ်သလိုရန်ကုန်သားတွေကလည်းနှိမ့်ချစွာစားသုံးနေကြစေဖြစ်ပါတယ်